ှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေရှိနေချိန်မှာတရုတ်ကမ်းခြေစောက်တဲ့ရေရင်အုပ်တစ်ခုကဂျပန်ထိန်းချုပ်ထားရာကျွန်းစုနားကနေဖြတ်တန်းခုန်မောင်းခဲ့ပါတယ်။နိုဝင်ဘာ16ရက်နေ့တုန်းကဆန်ကာကူကျွန်းနားကနေရေရင်အုပ်ဖြတ်တန်းခုန်မောင်းခဲ့တာဟာကင်းလက်ခုန်မောင်းပိုက်ခွင်လှုံထုံးလုံနည်းတွေနဲ့ညီညွတ်တဲ့ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့တရုတ်ကမ်းခြေစောက်တက်ကပြောပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခတ်ရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူညီဖို့တက်တွေဆေးလွှတ်ရမယ်ဆိုတဲ့အထိပယ်မျိုး ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီပြောဆိုခဲ့တဲ့မှတ်ချက်စကားတစ်ခုကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာအရှိအာရှအင်အားကြီးနှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။နိုဝင်ဘာ9ရက်နေ့တုန်းကလွှတ်တော်ထဲမှာအတိုက်ခံအမတ်တအူးကထိုင်ဝမ်ကိုတရုတ်ကသာတိုက်ခိုက်တာမျိုးဖြစ်လာရင်ဘယ်လိုဆုံးဖြတ်မလဲလို့မေးခဲ့တဲ့အပေါ်တာကာအီချီကဒါမျိုးကြုံလာရင်ဂျပန်ပြည်ဆောင်တပ်ကစစ်ရေးအရတုံ့ပြန်ဖို့ရွေးချယ်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြန်ဖြေခဲ့တာပါ။ တရုတ်ကထိုင်ဝမ်ကိုပိုင်နက်နယ်မြေတစ်ခုဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့တီးခြားလွတ်လပ်တဲ့ရည်တည်မှုကိုပဲလိုလားနေပါတယ်။တကယ်လို့လိုအပ်ရင်ထိုင်ဝမ်ကိုစစ်ရေးအရတိုက်ခိုက်သိမ်းယူမယ်ဆိုတာမျိုးလဲတရုတ်ကချင်းချောက်သတိပေးထားမှုပါတယ်။ဂျပန်နဲ့ထိုင်ဝမ်တို့က130ကီလိုမီတာလောက်ပဲကွာဝေးပါတယ်။တရုတ်ကမ်းခြေစောင်းတပ်ရေရင်အုပ်အမှတ်1300ခွန်ကဒါယုကျွန်းစုတဝရေပြင်မှာနိုင်ငံတကာရေကြောင်းဥပဒေတွေနဲ့အညီကင်းလဲခုံမောင်းခဲ့ကြောင်းအဲ့ဒီကင်းလဲမှုဟာ တရုတ်ရဲ့လုတ်ပိုင်ခွင့်အကျိုးစီးပွားတွေကိုကာကွယ်ဖို့လုတ်ထုံလုံနည်းတွေနဲ့အညီဆောင်ရွက်တာဖြစ်ကြောင်းကမ်းခြေဆောင်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ဒိုင်ယူဆိုတာကစံကာကူကျွန်းစုကိုပဲတရုတ်နာမည်နဲ့ခေါ်တာပါ။အဲ့ဒီကျွန်းစုကိုတရုတ်နဲ့ဂျပန်တို့ကြားမှာပိုင်ဆိုင်မှုအငင်းပွားနေကြပြီးဂျပန်ကထိန်းချုပ်ထားပါတယ်။ဒီကျွန်းစုနာကိုတရုတ်ကမ်းခြေဆောင်တပ်ရေရင်အုပ်ဖြတ်တန်းခုန်မောင်းတာနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံဆိုင်ရာဂျပန်အတန်ရုံးကတော့ဘာမှချမ်းမှမပေးသေးပါဘူး။ တာကာအီချီရဲ့မှတ်ချက်အပြီးမှာဂျပန်ဟာတရုတ်စီကတန်တမာရေးရာဖိအားပေးမှုတွေနဲ့ကြုံနေတယ်လို့တရုတ်နိုင်ငံသားတွေအနေနဲ့ဂျပန်ကိုလက်တလောသွားရောက်လဲပတ်တာမျိုးမလုပ်ကြဘူးလေတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတိုက်တွန်းပြောကြားထားပါတယ်ရှင်။